အကုသိုလ်တရားတွေထဲကအဟိရိက အကြောင်းကိုဟောကြားပေးမှာဖြစ်ပါတယ်လောကကြီးမှာလူကောင်းတွေဆိုတာရှိတယ်လူဆိုးတွေဆိုတာရှိတယ်လူကောင်းတွေဆိုတာကောင်းတာတွေလှုပ်ကြလို့ကောင်းတာတွေပြောကြလို့ ကောင်းတာတွေတွေးကြလို့လူကောင်းလို့သတ်မှတ်ခံရတာဖြစ်တယ်လူဆိုးတွေဆိုတာလဲမကောင်းတာတွေလောက်ကြလို့မကောင်းတာတွေပြောကြလို့မကောင်းတာတွေတွေးကြလို့လူဆိုးလို့သတ်မှတ်ခံရတာဖြစ်တယ်အရင်းစလိုက်တဲ့အခါကျတော့တတဝါတွေရဲ့တန်တမာဖြစ်ပေါ်နေတဲ့ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ် သူတို့ကတရားခံအရင်မြေဖြစ်တယ်ပေါ့မကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အတွက်ကြောင့်မကောင်းတာတွေပြောမိတယ်မကောင်းတာတွေလုပ်မိတယ်ဒီကောင်းတဲ့စိတ်တွေဖြစ်လာတဲ့အတွက်ကြောင့်ကောင်းတာတွေပြောကြတယ်ကောင်းတာတွေလုပ်ကြတယ်အဲ့တော့အရင်စစ်လိုက်တော့ကောင်းတဲ့စိတ်နဲ့မကောင်းတဲ့စိတ်ပေါ့အဲ့တော့မကောင်းတဲ့တရားတွေထဲမှာ တမန်လေးကဟောခဲ့တယ်မောဟမတိမှုတည်ခေါင်းချုပ်ပဲလို့ပြောခဲ့တယ်သူရဲ့နောက်လိုက်တရားတွေထဲမှာအာဟိရိကတရားလည်းပါတယ်ပေါ့အာဟိရိကဆိုတာအချက်မရှိတာဟိရိဆိုတာအချက်တရား အဟိရိကဆိုတာအချက်မရှိတာမကောင်းမှုတွေလုံနေရတာကိုချက်ရကောင်းမှမတိမချက်ဘူးဆဲရတာမချက်ဘူးသူများဥစ္စာခိုးရတာကိုမချက်ဘူးသူများအသက်ကိုတတ်ရတာ သူများကိုညှင်းဆဲရတာကိုမချက်ဘူး မချက်တဲ့အပြင်ကိုဂုံတောင်ယူလိုက်သေးတယ်ငါဘလောက်ခိုးနိုင်တယ်ငါဘလောက်ဆဲနိုင်တယ်ဆဲရတာကိုဂုံယူတက်လာတယ်သူတမန်ကိုညှင်းဆဲရတာကိုဂုံယူတက်လာတယ်ဘလောက်တောင်ဆိုသွားတယ်လဲဆိုတာနော်ချက်ရကောင်းမှမသိဘူးစာပေထဲမှာ ဥပမာပေးထားတာရှိတယ်မစင်ဘုတ်တွေနဲ့ဝက်ဥပမာပေးထားတယ်ဝက်ဟာတဲ့မစင်ဘုတ်တွေကိုမယုံမချာနဲ့ငြင်းရည်မျက်ရည်စတော့တယ်မစင်ဘုတ်တွေကိုဝက်ကအာရပါရစားတော့တယ်မစင်ဘုတ်ထဲမှာလှူလိမ်ပြီးတော့နေတယ်မစင်မှာပျော်မွေ့တယ် အဲ့ဒီတိုင်းပဲအရှက်မရှိတဲ့သူအရှက်မရှိတဲ့သူဟာဝတ်နဲ့တူတယ်မကောင်းမှုဒုစရိုက်တွေကမစင်ဘုံနဲ့တူတယ်ဝတ်ဒီမစင်ဘုတ်ကိုမယုံမချာမြင်းမြင်းချက်ချက်နဲ့အာရပါရစားတော့တလုံးအရှက်မရှိတဲ့ငမိုက်သားတွေဟာလည်း ဆဲဆိုရတာကို အာရပါရလုတ်တယ်ခိုးရတာတက်ရတာအာရပါရလုတ်တယ်ခိုးတဲ့အလုံးမှာပျော်မွေ့နေတယ်တက်ဖြတ်တဲ့အလုံးသူများကိုဒုက္ခပေးတဲ့အလုံးသူများကိုညှင်းဆဲတဲ့အလုံးမှာပျော်မွေ့နေတယ်တဖက်သူကို နာမခံတော့အောင်ဆဲဆိုရတဲ့အလုံးမှာပျော်မွေ့နေတယ်အဲ့ဒါအချက်မရှိတဲ့သူပဲ။ အာဟိရိကမကောင်းမှုဒုစရိုက်တွေကမစင်ပုံနဲ့တူတယ်အချက်မရှိတဲ့သူကဝတ်နဲ့တူတယ်တန်ခံထဲမှာနိုင်ရှင်ပြထားတယ်အေးအဲ့ဒီတော့လောကကြီးမှာအချက်တရားကင်းမဲ့သွားပြီဆိုရင်မပြောသင့်တာလေဂုံယူစွာနဲ့ပြောနေကြပါလေ mà lâu thế nào cũng lại không như gió này lâu đi so. ngá ta chả bà này tôi nhớ thế ngã gặp mà lâu tận này để ôm bảo cho nó nghe nghe đâu ngã rồi ngã đi bà đi nhà cha đấy ngã gặp ngã bận bên con ngô phải này để không như cha nào đi tôi bảo ta cố ta để lâu cố chẳng phải không như à ngã mi đấy ngã gặp gì về ဲ့တော့မကောင်းမှုလုပ်နေတဲ့သူတွေအချင်းချင်းတစ်ချက်တရားကင်းမဲ့တဲ့သူတွေအချင်းချင်းမကောင်းမှုလုပ်ရတာကိုဂုံယူတတ်ကြတယ်ဂုံယူနေကြတယ်ပေါ့တခုအချင်းချင်းဆိုရင်လည်းငါဘလောက်ခိုးနိုင်တယ်ငါဘယ်အိမ်ကနေခိုးနိုင်တယ်ဘသူစီကခိုးနိုင်တယ်ဂုံယူတယ်တပ်ဖြတ်ညင်းဆဲတဲ့ပုဂ္ဂိုလ်အချင်းချင်းလည်းငါဘသူကိုတတ်နိုင်တယ်ငါဘသူကိုဘလို့ဒုက္ခပေးနိုင်တယ်ဂုံယူတယ် ဆဲတဲ့ပုဂ္ဂိုလ်တွေဆိုရင်လည်းဒီတိုင်းပဲငါကဘသူကိုဆဲနိုင်တယ်ငါဘလောက်တောင်ဆဲနိုင်တယ်ဘယ်နှခွန်းဆဲနိုင်တယ်ဘသူကိုမှငါမကြောက်ဘူးဆိုပြီးတော့အချက်တရားကိမ့်မဲ့မှုအပေါ်မှာကြမ်းဖက်ပြီးတော့ဂုံယူကြတယ်ပေါ့မစင်ဘုတ်တွေဟာလူသားတွေအတွက်ယွန်စရာကောင်းပေမဲ့ ဝက်အတွက်ကတော့နှစ်သက်စရာကောင်းနေတယ်ဒီတိုင်းပဲဆဲဆိုရတဲ့အလုပ်တွေသူများကိုညှင်းဆဲရဒုက္ခပေးရတဲ့အလုပ်တွေဟာသူတော်ကောင်းတို့အမြင်မှာအလွန်ချက်စရာကောင်းညွန်စရာကောင်းပေမဲ့အချက်တရားကင်းမဲ့နေတဲ့လူမိုက်တွေအတွက်ကတော့ဂုံယူစရာနှစ်သက်စရာပျော်မွေ့စရာဖြစ်နေတယ်ပေါ့တခါတကမတို့တတိထားမှာဘုရားသဒ္ဒနာနဲ့အုံကြိုက်ခိုင်မှာ မိမိတို့ရဲ့အတန်တန်မှာအဲ့လိုအလွန်ဆက်စုပ်ရုံချပြားကောင်းတဲ့အချက်တရားကင်းမဲ့မှုမျိုးဖြစ်ကြစေနဲ့ဘုရားရဲ့တပည့်တွေဖြစ်ကြပြီးတော့အချက်တရားကင်းမဲ့စွာနဲ့မိမိတို့ရဲ့နှုတ်ကနေမကြောက်မမနာခံစကားတွေမထွက်စေနဲ့သူတော်ကောင်းတွေဟာ မိမိကိုအကြောင်းပြုပြီးတော့ဘသူကိုမှဒုက္ခမရောက်အောင်ကြိုးစားနေကြတယ်လူမိုက်တွေကကြတော့ကိုကြောင့်သူတစ်ပတ်သားဒုက္ခရောက်နေတာကိုအားရနေကြတယ်ဝမ်းသာနေကြတယ်လောကမှာသူတော်ကောင်းတို့ရဲ့လမ်းစဉ်နဲ့လူမိုက်တွေရဲ့လမ်းစဉ်ဟာသုံးနဲ့လေးလိုပဲစံကျင်ပတ်ပဲဒီကောင်းမီအဲ့ဒီတော့ မကောင်းမှု ပြုလုပ်တိုင်းပြုလုပ်တိုင်းမှာအကြောင်းအကျိုးအကျိုးအပြစ်တွေကိုမသိတဲ့မောဟပါသလိုအချက်မရှိဘူးနော်အာဟိရိကဒီတရားနဲ့ပါဝင်တယ်ပေါ့အချက်တရားကရှိကြမယ်ဆိုရင်မကောင်းတဲ့စကားတွေကိုနှုတ်ကနေထွက်ရဲကြမှာမဟုတ်ဘူး မကောင်းတဲ့အလုပ်တွေကိုလုပ်ဖြစ်ကြမှာမဟုတ်ဘူးဘုဇနုမြစ်စွာဘုရားလောင်းဟရိတဆလို့ခေါ်တဲ့သူတော်ကောင်းကြီးထိတ်တန်းသူတော်ကောင်းကြီးယတိရှိခဲ့ဘူးတယ်လောကီအာယုံကာမဂုဏ်တွေကိုစွန့်ခွာပြီးတော့ဟိမဝန္တာတောထဲမှာတရားကျင့်တမထတွေပေါ့ညော့ပြီးတော့တကူ ဇန်အဘိညာဉ်တွေရရှိတယ်အချက်တရားကိမ့်မဲ့သွားတဲ့အခါမှာနန်းတော်မှာအများကြားထဲမှာမိဖုရားကြီးကို ကာယကံမြောက်ကာမိတုမိစ္ဆာဇာကံလုံကျူးဖြစ်သွားတာစိတ်ကြွယ်ရမှာမဟုတ်ဘူးနန်းတော်ထဲမှာလူပုံအလဲမှာပြမမိသွားတယ် ဘလောက်ချက်စရာကောင်းလဲပါမန်လူတယောက်မလုံနိုင်တဲ့လုံရက်တခုဘရင်ရဲ့မိဖုရားကိုပြမတဲ့အလုပ်စတာပါမန်လူ မလုံရဲဘူးမလုံဝံဘူးဒါပေမဲ့မောဟတွေဖုံးသွားတဲ့အခါအချက်တရားတွေကင်းမဲ့သွားတဲ့အခါမှာမလုံရဲတဲ့အကုသို့မရှိတော့ဘူးเนาะ အချက်တရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တရားအတွက်မလုံရဲတဲ့အကုသိုလ်ဆိုတာမရှိတော့ဘူးထိတ်တန်းသူတော်ကောင်းကြီးကိုယ်တော်မှဆွဲချသွားတာတတိထားပါနော်ဒီမောဟတို့အာဟိရိကတို့ဟာထိတ်တန်းသူတော်စင်ကြီးကိုယ်တော်မှမကောင်းမှုဒုစရိုက်လုပ်ဖို့အတွက်ကိုတွန်းအားပေးသွားတာတတိပြုပါတကယ်ပါရမီအရင်ဘုရားလုံးကြီး တကူအပိညာတမထတွေပေါက်ပြောင်းနေတဲ့သူတော်စင်ကြီးတာမန်လူမလုံဝန့်တဲ့ကာမေသူမေဆာဆာတာဒူးစရိုက်ကိုလူပုံလဲမှာလုတ်ဖြစ်သွားတယ်မောဟရဲ့စွန့်ရည်အာဟိရိကရဲ့စွန့်ရည်ဖြစ်ပါတယ်အချက်တရားကင်းမဲ့တဲ့ပုဂ္ဂိုလ်မလုံဝန့်တဲ့အကုသိုလ်ဆိုတာမရှိဘူးမပြောဝန့်တဲ့စကားဆိုတာမရှိဘူးတခါတခါမှတို့တတိပြုပါ ူတော်ကောင်းတွေတောင်မှမောဟရဲ့နှိမ့်ဆက်မှုအာဟိရိကလို့ခေါ်တဲ့အချက်တရားကင်းမဲ့မှုတရားတွေရဲ့နှိမ့်ဆက်မှုကိုခံရတာတတိပြုပါ။ဒါကြောင့်မိမိတို့ရဲ့စိတ်ကိုတရက်ထက်တရက်ကောင်းတဲ့ကောင်းအောင်ပြုပြင်လိုတဲ့ပုံကူများမပေါ်ဆကြနဲ့။မပေါ်ဆကြနဲ့။မိမိတို့ရဲ့စိတ်ကိုလက်ချင်မပြတ်စောင့်ကြည့်နိုင်မှ မသူတော်တရားတွေရဲ့နှိမ့်ဆက်မှုခံရမှုမှလွတ်မယ်အင်းမိမိလျော့လျော့နေမယ်ဆိုရင်မောဟရဲ့နှိမ့်ဆက်မှုတွေအာဟိရိကလို့ခေါ်တဲ့အချက်တရားကိမဲမှုရဲ့နှိမ့်ဆက်မှုတွေအလူအလိမ့်ခံရမှာဖြစ်တယ်မြတ်စွာဘုရားကအင်္ဂုတ္တရနိကေတမှာဟောထားတာရှိတယ်။လောကပါဠတရား လောကကြီးကိုစောင့်ရှောက်ပေးနေတာဟာခီရိနဲ့ဩတပအချက်တရားနဲ့အကြောက်တရားပဲအချက်တရားတွေအကြောက်တရားတွေရှိနေလို့သာမလုတ်တဲ့မလုတ်ထိုက်တာတွေကိုချောင်ကျင်ကြတယ်မပြောတင်တာတွေကိုချောင်ကျင်ကြတယ်တကယ်၍များအချက်တရားတွေကင်းမဲ့သွားရင်အကြောက်တရားတွေကင်းမဲ့သွားရင်လူသားတွေဟာတရိစံနဲ့မထူချတော့ဘူး ခွေးတွေလို့ဖြစ်ကုန်ပါပဲလောကကြီးမှာပြောကြတာလေခွေးဆက်ခင်းတယ်ဆိုတာအချက်တရားကင်းသွားတဲ့အခါမှာအမေကိုလည်းပြမဖို့ဝုံမလေးတော့ဘူးအဖေကိုလည်းပြမဖို့ဝုံမလေးတော့ဘူးမောင်နှမအချင်းချင်းပြမဖို့လည်းဝုံမလေးတော့ဘူးဘလောက်ကြောက်ဖို့ကောင်းတယ်လဲအကုသိုလ်တရားနှိမ့်ဆက်ပုံများတိတ်ကြောက်ဖို့ကောင်းတယ်နော် အာဟိရိကနှိမ့်ဆက်တာတိတ်ကြောက်ဖို့ကောင်းတယ်အမေကိုလည်းပြမရဲတယ်အဖေကိုလည်းပြမရဲတယ်ညီကိုမောင်နှမအချင်းချင်းလည်းပြမရဲတယ် တတိဆန်စိတ်ဖြစ်သွားတယ်လူစင်စင်ကနေတတိဆန်စိတ်ပေါက်သွားတယ်တရားခံဘူးလေဒီအကုသိုလ်တွေပဲအကုသိုလ်နှိမ့်ဆက်ခံရပြီဟေးဆိုရင်လောကကြီးကပျက်စီးတာပဲအဲ့တော့လောကကြီးตายရဖို့နှိမ့်ဆန်းဖို့ကတူးချင်းစီမှာတောင်းဝန်ရှိနေတယ်ကိုကိုကိုထိန်းဖို့ပဲကိုစည်းကိုကိုလောင်းအောင်ကာဖို့ပဲ သူများကိုလက်ညှိုးမထိုးညနဲ့သူများကိုမကြည့်နဲ့ကိုယ်တန်တန်မှာအရင်ငြိမ်းအောင်ကြင့်ကြအောင်ကိုယ်တန်တန်မှာကိုကပူလောင်နေကြရင်လောကကြီးကိုဘယ်လိုငြိမ်းချအောင်လုပ်ကြမလဲအဲ့တော့တူးချင်းတူးချင်းစီကတာဝန်ယူရဟန်းလည်းရဟန်းလည်းရောက်လူလည်းလူလည်းအကုတုံရဲ့နှိမ့်ဆက်မှုကိုမခံရအောင်ပုံကံကြရမယ်ကာကွယ်ကြရမယ်။ရန်သူဒီအပြင်းမရှိဘူး။ကိုယ်တန်တန်မှရှိတယ်။ ဲ့တော့ကိုယ်ရန်သူကိုကိုရှင်ရလောကကြီးမငိမ့်ချမ်းဘူးဆိုတာတူးချင်းစီတောင်းဝန်မကြီးလို့ပဲအဲ့တော့လူသားနိုင် လူသားနိုင်ဟာကိုစီကိုစီကိုတန်တန်မှာငိမ့်ချမ်းအောင်ကြိုးစားနေကြမယ်လောကကြီးကအလိုလိုငိမ့်ချမ်းသွားမှာပါတကယ်မြတ်စွာဘုရားဟောတယ်လေမိမိကိုကိုစောင့်ချောင်းရင် သူတို့ဘာကိုလဲဆောင်းချောက်ပြီးတာဖြစ်တယ်ဆိုတာသိတ်လေးနဲ့တဲ့သိတ်တမ်းမှုရှိတယ်เนาะမိမိကိုကိုဆောင်းချောက်လိုက်ပါ သူများကိုလဲဆောင်းချောက်ပြီးတာဖြစ်သွားမယ်လေခိုးလိုတဲ့စိတ်တက်လိုတဲ့စိတ်ဆဲလိုတဲ့စိတ်တွေကိုထိန်းလိုက်ပါအဲ့ဆိုရင်ဘယ်သူမှအခုမခံရတော့ဘယ်သူမှအစဲမခံရတော့ဘယ်သူမှအသက်မခံရတော့ဘူးလေအဲ့တော့ကိုကိုကိုထိန်းလိုက်တာ ਨੇ သူများကိုပါထိန်းပြီးတာဖြစ်သွားတယ် အတ္တနဲ့ရက္ခန္တောပရံရက္ခတိနာမဆိုတာမိမိကိုယ်ကိုယ်စောင့်ရှောက်ရင်သူများကိုလည်းစောင့်ရှောက်ပြီးသားထိမ့်ပြီးသားဖြစ်သွားတယ်။ဒါကြောင့်ကိုယ်စီကိုယ်စီတာဝန်ကျေဖို့လိုတယ်ပေါ့။အဲ့တော့ကာမဂုဏ်ကိစ္စတစ်ခုတည်းသင်ချက်စရာကောင်းတာမဟုတ်ဘူးဆဲတာလည်းချက်စရာကောင်းတာပဲ။သူတော်ကောင်းတွေရဲ့နှုတ်ကမပြောဝန်းတဲ့စကားမထုတ်ဝန်းတဲ့စကားကိုအချက်တရားကိမ့်မဲ့တဲ့လူတွေကအလွယ်တကူထွက်နေကြတယ်လေ။ နှုတ်ကနေအလွယ်တကူထွက်နေကြတယ်ယနေ့ online case ဆိုရင်ပိုဆိုးသေးတယ်သူ့ကိုလည်းကိုမသိကိုလည်းသူမသိသူ့လည်းကိုမမြင်ကိုလည်းသူမမြင်ရအထင်ကိုမဲ့သွားပြီအဲ့တော့အဲ့လိုမျိုးသူ့မမြင်ကိုမမြင်ဖြစ်နေတဲ့အရှင်တွေဟာအချက်တရားကင်းမဲ့မှုကိုမိလောင်ရလေးပင့်အစင်းကိုဖိတက်ပေးသူလိုဖြစ်နေတယ်ပေါ့အဲ့တော့အာရပါရဆဲကြအာရပါရစော်ကားကြအာရပါရပြောကြ ဝစီဒုစရိုင်ကြီးကိုမြင်ရချက်ရလွန်ကျူးခွင့်ရနေကြတယ်ပေါ့အချက်တရားကင်းမဲ့မှုအတွက်ပို့ပြီးအထောက်ပံ့ဖြစ်သွားတယ်နော်စီးမီလွတ်သွားပြီကန်းလွတ်သွားပြီဒါကြောင့်ဦးဇင်းတို့တက္ကရာကမတို့သတိပြုကြရမယ်မိမိကိုယ်ကိုတစ်နေ့တစ်နေ့ကောင်းအောင်ကြိုးစားတဲ့ပုံစံတွေအတွက် မောဟတို့အဟိရိကတို့ရဲ့နှိမ့်ဆက်မှုမခံရအောင်တတိပြုကြပါအချက်တရားကင်းမဲ့တဲ့နေ့သည်မတူတော်ဖြစ်တဲ့နေ့ပဲလို့တတိပြုကြပါဒီကောင်းမြတ်တဲ့ကြောင့်ဒီနေ့အလူရှင်များနဲ့တို့ကဓမ္မမိတ်ဆွေများအားလုံးမကောင်းမှုလုပ်သူတိုင်းဒီအချက်တရားကိမဲ့နေကြလို့ဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်ကြပြီးတော့မိမိတို့ကိုယ်တိုင်လည်းအချက်တရားကိမဲ့တဲ့နေ့ဒီမကောင်းမှုလုပ်တဲ့ပုံစံတွေဖြစ်ကြမယ်ဒါကြောင့် မကောင်းမှုတွေဆောင်ကျင်ဖို့မကောင်းတဲ့စကားတွေကို မပြောမိဖို့ဒီအချက်တရားအရေးကြီးတယ်နော်အာဟိတိကလို့ခေါ်တဲ့အချက်တရားကင်းမဲ့သွားရင်မကောင်းမှုတွေကိုလုံးမိကြမယ်မကောင်းတဲ့စကားတွေပြောမိကြမယ်လို့အထူးသတိပြုနားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားရဲ့သာသနာမှာအချက်တရားဟိရိအကြောက်တရားဩတ္တပလို့ခေါ်တဲ့လောကပါဠတရားနှစ်ပါးကိုလက်ကင်ထားပြီးတော့ ဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ဖို့နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုကြီးကိုကြီးကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။အာမင်